အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်လည်းမင်္ဂလာပါ။ Manchester United အသင်းနဲ့ Ruben Amorim တို့တော့သူ့ရဲ့တနစ်ပြည့်နေ့မှာတကယ်ကိုစိတ်ပြည့်စရာနဲ့ပဲအဆုံးသတ်ခဲ့တယ်။တပတ်ကိုတပွဲပဲကစားခွင့်ရတဲ့ Monday Night မှာကန်တဲ့ပွဲမှာ International Break အပြီးမှာဒါလုံလောက်တဲ့အနာပေးရရရဲ့ပင်မဲ့ Everton ကိုအိမ်ကွေးမှာဒါတယောက်ရော့နဲ့ဂျာကနေပဲရှုံးပွဲတွေ့သွားတယ်။ မန်ချက်စတာယူနိုက်တက်ကပထမပိုင်း73မိနစ်တည်းကတယောက်အသားနဲ့ကစားခွင့်ရပေမဲ့ဟူဘင်အမရွန်အသင်းမှာဒီနေ့ပွဲအနိုင်ရသွားနိုင်မယ်ဆိုတဲ့ခံစားချက်မျိုးမရှိခဲ့ပေနဲ့တပွဲလုံး Everton ရဲ့ကြံ့ကြံ့ခံတဲ့ခန်းစစ်ကိုမကြုံနိုင်ပဲအဆုံးသတ်မှာရှုံးသွားတယ်။ David Moyes ဆိုရင်သူနီးပြဖြစ်ဂိုင်တဲ့ United နီးပြဖြစ်ဂိုင်တဲ့အချိန်2000ဒါလွန်ခဲ့တဲ့12နှစ်တောင်းပေါ့လေ2013ပတ်ဝန်းကျင်လောက်ကသူသူ Everton ကိုသူရှုံးမှုပဲမဲ့သူ့အနေနဲ့ Everton ကို Everton အသင်းနဲ့ရော West Ham နဲ့ရောအသင်းပေါင်းများစွာနဲ့ Old Trafford ကိုလာတာ33ဂျင်မြောက်ဒီဂျင်ကပထမ32ဂျင်သူရှုံးလုံးဝနိုင်ပွဲပျောက်ပြီးတော့ဒါပထမအဆုံးဂျင်နိုင်ပွဲရတယ်ဒီပွဲကိုကြည်ချင်းအဖြစ် Manchester United အသင်းမှာဘာလဲဆိုတော့ဒါ consistent level ဟာအများကြီးလိုအပ်နေစေဆိုတဲ့အချက်ပဲကျွန်တော် Premier League မှာ Man City ကိုကျွန်တော်အမြဲပြောတယ် ဒါလီဗာပူးကိုအမြဲပြောတယ်အခုဒီဘက်နောက်ပိုင်းမှာအာဆယ်ကိုအမြဲပြောတယ်ပြောတဲ့အတိကအချက်က I consistent level ဆိုတဲ့အချက်ပဲအသေးတသေးကျွန်တော်တို့ဗျာ၄၅6ပွဲ9ပွဲ10ပွဲလောက်ရလက်တီကောင်းရင်တောင်မှအဲ့ဒါကိုတရားတီလုံးထိမ့်ဖို့တပွဲလောက်ရှုံးလို့ရှင်ဘလို့ bounce back ပြန်မလုပ်လဲနောက်တရားတီလုံး consistent level နဲ့ကစားကွက်ကောင်းကောင်းနဲ့အနိုင်ရဖို့ဒါအမတန်ခက်တယ်အဲ့ level ရောက်ဖို့ကအာဆယ်ဆိုရင်လည်းတောင်းလျှောက်လုပ်နေရတာလီဗာပူးဆိုရင်လည်း တောက်လျှောက်ကောင်းတယ်ကြာသွားတယ်ပြန်တက်လာတယ်ဒါပေမဲ့ဒီဟာကို consistent level ကိုသူကောင်းကောင်းထိန်းနိုင်တဲ့အချိန် Man City ကတော့ဒါဒီ level မှာတော်တော်လေးကြာနေပြီအရင်တော့က Sir Alex Ferguson လက်ထက်မှာအမြင်နဲ့လုတ်ပြတယ် Chelsea ဆိုရင် Antonio Conte ရောက်လာတဲ့အချိန်အမတ်ပေး champion ဖြစ်တယ် Jose Mourinho ကြားထဲမှာ champion ဖြစ်တယ်ပြီးတော့ Conte ပြန်လာတယ်အပ်ပြီးသွားတဲ့နောက်ပိုင်းမှာ consistent level ရဖို့ခက်တယ်ဒါဒီလိုမျိုးပေါ့အဲ့ level ကအရန်ခက်တယ်ဒါဒါကဒီ38ပွဲသလုံးကိုတည်ငြိမ်ငြိမ်ကစားနိုင်ဖို့ ပွဲတစ်ခုလုံးကိုစိုးမိုးထားနိုင်ဖို့ပွဲတစ်ခုလုံးကိုအလုပ်လုပ်နိုင်ဖို့ United ဒီနေ့ဒီ system မှာတိုက်စစ်မှုမရှိဘူးဗျာ Joshua Zassi တယောက်ပဲရှိတယ်25 attempt 25ကျင် attempt ရှိတယ်ဒါပေမဲ့ majority အားလုံးဟာ half chance လောက်ပဲအဓိကဖြစ်ပြီးတော့တော်တော်များများက Jordan Pickford ကို pressure ပေးနိုင်တဲ့ chance ဆိုလို့ကျွန်တော်ရိုက်စီခေါင်းတိုက်တဲ့အချက်နှလုံးရေကျွန်တော်မှတ်မှတ်ရရကိုသူမဒီအဲဒီ Bruno ထောင်ကန်လိုက်တယ်လို့ဒီလောက်ဒီပဲရှိတယ် အဲ့တော့ကြည်ကြရပြီ Manchester United ကလုံလောက်တဲ့ chance grade မလုံနိုင်ဘူး shoot တွေတော့ရတယ်ဗျာ attempt တွေတော့များတယ်ဒါပေမဲ့တကယ်တမ်း clear cut chance ပြိုင်ဘက်ခံစစ် key ရောအခုက United အတွက် formula ကြီးကိုသူတို့သိတယ်ဘာလို့သိလဲဆိုတော့ Manchester United အသင်းရဲ့ဒါဒီကိုရနိုင်မဲ့လမ်းကြောင်းတွေကဘသူတွေကပါလဲဘယ်လိုပုံစံသူတို့သွားမလဲဆိုတဲ့အကူဒီဘက်မှာကောင်းကောင်းနားလေနားလေတော့မဖြစ်လေတောက်ကြိုက်တဲ့လောက် cross တောင် Michael Keane နဲ့တစ်ဖက်က Tokosi ကဒိုင်ငင်ရှင်းလား ပြီးရင်သူတို့ low block ကစားတဲ့အချိန်မှာမှာသူတို့တိုက်စစ်တွေနည်းနည်းပဲထားခဲ့တယ်။တယောက်ရော့တော့73မိနစ်တည်းကရော့နေတဲ့တယောက်ကိုအနိုင်မကစားနိုင်တဲ့အချက်ကဒါမိကုန်ထုတ်စရာတော်တော်လေးကို question ပဲ။ဘာလို့ဆိုတော့ Ruben Amorim အတွက်ဒီပွဲကဒါ disappointed ပဲ။နောက် Manchester United ကဒီဘယ်လိုပြောမလဲဆိုတော့အခုဒီနေ့ပွဲမှာဒီလက်ရှိနေထားရ ဒီတချို့အပြောင်းလဲတွေဗျာဥပမာဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်လို့ကျွန်တော်တို့ထွက်ပါမလားလို့ပြောတာတော့မဟုတ်ဒါပေမဲ့တချို့အပြောင်းလဲတွေဒီတက် decision ကောင်းတဲ့ဟာလေးတွေရှိဖို့လိုတယ်ဥပမာဘရူနိုဆိုလဲဝေးရပဲလှမ်းကန်နေရတာပစ်ဖို့တော့တော့ဝေးရလှမ်းကန်ဖို့ခက်တယ်နောက်ဂျော်ဒန်ပစ်ဖို့ပါဝင် evident အသင်းကပြိုင်ပွဲအသင်းရဲ့ကစားကွက်ကိုဘလို့တန်ပူချရမလဲကောင်းကောင်းသိတယ် evident ဟာအဲအာဆယ်ဆိုလဲတခါအိမ်ကွေးမှာတော့ကိုမရှိသေးကြရပေါ်ဆိုတောက်လျှောက်ဖောက်လို့မရဘူးဒီလိုပဲအသင်းတော်တော်များများလဲအိုက်တိုင်းပဲ evident ဟာဘယ်သူနဲ့ကန်ကန်သူတို့ game plan ဟာကောင်းတယ် အိုက်ဂိမ်းပလန်ကိုသူတို့ပြိုင်ဘက်ကိုဖြိုချလိုက်မှာ ပြိုသွားတော့မှာသူတို့ဖွင့်ကန်တော့မှာဒါတော့မှနော်မဆေးဆိုင်ဒါဘီမျိုးဆိုသူတို့ဖွင့်ကန်တာတော့မဟုတ်ဘူးဆိုတော့ဒီပလန်ကို United မလုပ်နိုင်ဘူးနောက်တစ်ချက်က10ယောက်17ယောက်ကစားရတဲ့အချိန်မှာ viewer မရှိပါမရှိ long ball တင် cross town long ball တင် cross town ဆိုတဲ့အချက်ကတော်တော်ဆူဆူဝါပဲဆိုတော့တေးကြတာ United မှာ quality player ခုညမပါတဲ့အတွက်ကြောင့်တိုက်စစ်ကပူအားနေလာတယ်အဲ့ဒီထဲမှာမှအဘိုးဘိုးတယောက်ထဲက wide position ကြီးပဲရောက်နေတယ် ကိုအီဒီယာထဲမှာပြိုင်ဘက်ခံစစ်ကိုအန်လော့လုပ်ပေးမဲ့ type player မျိုးအထူးသဖြင့် Matthias Cunha ကဒီလိုပွဲမျိုးကသူ့ရဲ့ game မျိုးဒါပေမဲ့ကန်ဆိုးသွားတယ်ပဲသူမပါတဲ့အချက်နောက် Benjamin Shesko ရဲ့ Adrian Jue အကောင်နောက်တစ်ခါဟာဒီ Maguire ကမပါတာလည်းပါတယ် Maguire ကပါရင်တချို့ Adrian Jue တွေကသူဥတယ်ဗျာအဲ့ဆို United က slightly different ဒါပေမဲ့နောက်တန်းဂိုးရဖို့အတွက်နောက်တန်းကြီးကိုထောင်တက်တက်ထားပြီးတော့ဂိုးရှာတဲ့ဟာလေအဖြစ်အားလေရေဘူးကအဖြစ်ကာလာတူပဲရေတူပဲရမှာဗျာ တကယ် system တစ်ခုနဲ့ကြဖို့ဆိုရင် ruby app လို့တဲ့အချိန်လိုသေးတယ်ဒါအလားရလက်ရှိနေထားရတေးကြတာကဒီပွဲကိုကြည်ချင်းအပြည့် united ဟာတေးကြတယ်လူလိုလိုအပ်တယ်အနည်းဆုံးကွင်းလယ်မှာထိန်းချုပ်မဲ့သူ attacking မှာကောင်းကောင်းသွားမဲ့သူနောက် attacking ကစားဦးဆောင်မဲ့သူ position နဲ့အများကြီးလိုအပ်တယ်ဒါအခု wide position မှာလည်း rush shot ပို့လိုက် rush shot ပို့လိုက်တဲ့ cross တွေကတော့အားကောင်းတာမှန်တယ်တေးကြတာတော့ manchester united အတွက်လောက်ရတယ်အများကြီးပဲဒီစောင်းရတီမှာအခုကွင်းလယ်တယောက်ဖြည့်တာလို့ အတက်ကင်ပိုင်းအားဖြည့်တာတို့ဘာကြောင့်လဲဆိုတော့အခုလက်ရှိဝင်ထားတဲ့၃ယောက်ထဲမှာရှက်စကိုကအားနေနေတယ်အန်ဘွေးမို့တယောက်ပဲအားကွက်ချင်မှာကုညာကလည်းအမတိုင်းပြောရင်ကိုတွင်းကိုရမရသေးဘူးဒါပေမဲ့သူ့ရဲ့ player ကတော့အားကိုနေရပေမဲ့ Manchester United အတွက်အခုလက်ရှိမှာ Ruben Amorim တို့ကတစ်နှစ်ပြည့်မှာရှုံးပွဲနဲ့တွေ့ခဲ့သလိုလှုပ်ရှားတယ်အများကြီးပေါ့လေဒါရလက်တီကောင်းနေပြီးသူ့ရဲ့ form လေးကအခုလက်ရှိဒါနောက်ဆုံး၅ပွဲဆက်တိုက်နိုင်ပွဲပြောင်းဖို့အဆုံးသတ်သွားပြီးတော့ အတိကပြန်စားတေရအောင်ပါအားလုံးကျေးဇူးတင်ပါတယ်